ကြောက်ကြောက်ကြောက်ပညာပေးတရဲဇမျိုးရုပ်ရှင်ဇာတ်ကားကြီးကိုဇူလိုင်လ20ရက်နေ့မှာအထူးဝယ်ပြသခဲ့ပြီးဩဂတ်စ်လမှာယုံကျင်မှာဖြစ်တယ်လို့သိရပါဗျ။အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖြစ်ပုံနဲ့ပတ်သက်ပြီးဒေသရှင်တရုတ်ဆောင်ပုပ်ပိုကအခုလိုပဲပြောပါဗျ။ ပိုင်းပြစ်ခဲ့ရတော့ဒါမီယာ7ပေါ့เนาะကိုဝင်မင်းမောင်ကနေပြီးတော့အဲပေါ့เนาะညီမရဲ့ဒီဇက်ရုပ်လေးရှိရယ်တုတ်ဆောင်ကြံလာပေါ့เนาะပြီးတော့အနုပညာမောင်ညီမရင်းနဲ့လည်းတုတ်ဆောင်ရမယ်ဆိုတော့โอเคလို့သူလည်းဝန္ဒနာပါရယ်ဆိုပြီးတော့ဒါလက်ခံဖြစ်တာပေါ့เนาะအဲနောက်ပြီးတော့ဒီ character ကတော့ဟို အဒီရုပ်ရှင်ကားထဲမှာရုပ်ရှင်မင်းသမီးပေါ့နော်အဘိုးကဒီရတိရွာမှာသွားပြီးရုပ်ရှင်တောက်ရိုက်တာပေါ့နော်တရေကတောက်ရိုက်ကြတာပေါ့နော်အဲ့လိုမျိုးစက်ရုပ်လေးပါလေးကတော့အများကြီးပါပဲဒီထက်မှပိုလို့ဒီပေါ့နော်ဆိုင်ကယ်ဆိုင်ကယ်ဆိုင်ကယ်မောင်းတဲ့အခန်းပေါ့နော်ပူပူနဲ့ကိုကျော်ကျော်နဲ့ဆိုင်ကယ်မောင်းတဲ့အခန်းလေးမှာဆိုလို့ရှိရင်အဲ့အဘိုးအင်ကြီးကရှေ့ရယ်အင်ကြီးကရှေ့ရောအဲ့အင်ကြီးကဆိုင်ကယ်တွေကိုသွားပြီးဝင်သွားတာပေါ့နော် ကန်ကောင်းကျင်တာကစိုင်ကဖြည်းဖြည်းလေးမောင်းတာကအကန်ကောင်းကျင်တာပေါ့နော်အဲ့အချိန်မှာအာပိုဖြည်းဖြည်းလေးမောင်းတော့ဝင်ဝင်ချင်းတီလဲတီအင်ကြီးချွတ်လိုက်တာမဟုတ်လို့ရှင်ပိုကအဲ့နဲ့အရန်များပါပဲပြည့်စောအင်ကြီးကလည်းအရှိကြီးပဲအင်ကြီးဝင်နေတယ်သူတို့နောက်လန်သွားလို့ရှင်ပိုစပင်းကအရှိကြီးပဲအဲ့စပင်းမှာဝင်ပြီးတော့မှဒါအရန်မှာ FCM ဖြစ်နိုင်တယ်ပေါ့နော်ဟိုအဲ့နဲ့ဟိုအမြဲအင်ချွတ်ပြီးတော့အကိုကိုကတမီးညက်နေပြီဆိုပြီးတော့အဲ့လိုရက်လိုက်ရတယ်ပြီးတော့အဲ့အင်ကြီးကစားလီဖြစ်သွားတာပေါ့နော် အဆိုပါဇာကားကြီးကိုဒရိုက်တာအော်ရတာကရိုက်ကူးပြီးဇလန်းဇညိုရာဇဝင်ကိုရေးသားပုံဖော်က Seven Sun Film Production မှာထုတ်လုပ်စီစဉ်ရိုက်ကူးတာဖြစ်တယ်လို့သိရပါတယ်။အဆိုပါဇာကားကြီးမှာပါဝင်တရုတ်ဆောင်ထားတဲ့မင်းသွေးကအခုလိုပဲပြောပါတယ်။ကျင်းတတ်ပါရတကားလုံးကြီးလိုက်ရင်တော့ကျင်းတတ်ပါရဒါပေမဲ့တချို့ဟာလေးတွေတော့ကျွန်တော်ပြန်ရိုက်လို့ရရင်ပြန်ရိုက်ချင်တဲ့ဟာလေးရှိတဲ့ထွေထူးတော့မရှိပါဘူးဟိုဇလန်းကိုတေတေချာလေးဖတ်ပြစ်တယ်ပြီးတော့ဟိုကွန်မန့်ဟိုဟာတာပြစ်တဲ့အတွက် အဲသူကတချို့အရာလေးတွေကကျွန်တော်ကျွန်တော်ထက်အဲ့မှာပါတဲ့သေဥဆောင်ဝိုင်းသေဥဆောင်ကြီးကနေတချို့တင်ရမယ့်ဟာလေးတွေတင်ယူရတာပေါ့နော်ဟုတ်အဲ့လောက်ပါပဲဟုတ်ဆိုလို့အများကြီးပဲဗျအများကြီးပဲဆိုတာကျွန်တော်နှစ်ခုလောက်တော့ပြောခြင်းတယ်ဆိုတော့တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့နှစ်ရက်သုံးရက်လောက်ဖြစ်မယ်အဲ့ဒီရိုက်ကြတာပေါ့နော်ရိုက်တယ်မနက်9:00နာရီ10:00နာရီလောက်ကနေစရိုက်တယ်နောက်နေ့ကိုပဲပြုတ်လို့အချိန်မှကျွန်တော်အိပ်ရတယ်ပြန်အိပ်ရတယ်အဲ့လို2ရက်3ရက်လောက်ရှိတယ် ဆိုတော့နောက်ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီတဲမှာပါတယ်ကျွန်တော်အဲ့လိုမျိုးစိုးဆိုင်ကိုသွားပြီးတော့ဟိုအယုတ်လို့လှုပ်ပြီးတော့ဒီကိုကျွန်တော်ပေါ်လာတဲ့ကောင်ကိုစတာပေါ့နော်အဲ့ဒီမှာနောက်ဆုံးဒီကောင်ကောင်အဲ့လိုခေါင်းကြီးဆိုင်ပြီးတော့အဲ့လိုရိုက်လိုက်တာအဲ့တကယ်ထိသွားအဲ့လိုတကယ်မူးတာအဲ့လိုဟာဘာဖြစ်နေတာလဲတကယ်မူးတာသူတို့နေရအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးအမှတ်ရပါဘူးကြောက်ကြောက်ကြောက်ရုပ်ရှင်ဇာကားကြီးမှာတာရူအဖြစ်တရုတ်ဆောင်နေဆန်မင်းသားကြောက်ကြောက်အဖြစ်တရုတ်ဆောင်ကြောက်ကြောက်မင်းသမီးမေမတီအဖြစ်ဒေသရှင်တရုတ်ဆောင်ပပိုး ဒရိုက်တာမိုက်ကန်အဖြစ်တရုတ်ဆောင်ချုပ်ကမြို့သားခေကောင်းအဖြစ်တရုတ်ဆောင်မင်းတွေခေကောင်းချစ်သူစိန်ဆန်းအဖြစ်တရုတ်ဆောင်နန်းခင်စီယာတာယာအဖြစ်ခင်ဝဲဝါဖိုးတန်လုံးအဖြစ်တရုတ်ဆောင်နေတူမင်းညိုအဖြစ်ထွန်းထွန်းတမအဖြစ်နမ်းမြက်ပြိုတဲ့တရုတ်ဆောင်များစွာပအဝင်တရုတ်ဆောင်ထားအဖြစ်တယ်လို့သိရပါဗျာ အဆိုပါဇက်ကားကြီးမှာရဲရွာဒလေးစရိုင်မြစ်တာတရားရဲ့အေးချမ်းမှုလူငယ်တွေအကြဖြစ်ပေါ်တတ်တဲ့အလွဲမှတွေနဲ့နောက်ပြောင်တက်ချင်းရဲ့အကျိုးပြည့်တွေကိုသိရှိစေဖို့ရွေချက်နဲ့ရိုက်ကူးတာဖြစ်တယ်လို့သိရပါဗျာ။